်မင်္ဂလာပါရှင် ကျမကတော့ချချိုဆမ်းပါ DPP ရုံးမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးတော့မှာပါနိုဝင်ဘာလ25ရက်နေ့ကနေဒီဇင်ဘာလ10ရက်နေ့ထိပြုလုပ်မဲ့အမျိုးသမီးများအပေါ်ကြံဖက်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုကိုကချင်ပြည်နယ်လိုင်စာမြို့နယ်ဂျေယာဆစ်ရှောက်စကန်တွေမှာနိုဝင်ဘာလ25ရက်နေ့ကစတင်ပြုလုပ်နေပါတယ်။ ဒီလှုပ်ရှားမှုကိုကချင် Gender Star Group, Liza မျိုးသမီးရဲရကော်မတီ, Positive Vibe စုံလူငယ်များနဲ့ JR Six Shaw Scan မျိုးသမီးခေါင်းဆောင်များပူးပေါင်းပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒီလှုပ်ရှားမှုတွေကနေတဆင့် Six Shaw နဲ့ဒေသခံတွေ CDM ဝန်ထမ်းတွေ KIO KIA ဝန်ထမ်းတွေနဲ့ကျောင်းသားကျောင်းသူပေါင်း9000ခန့်ကိုအသိပညာပေးတဲ့စကားပြန့်နှံ့ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ25ရက်ဟာပြည်ပဆိုင်ရာအမျိုးသမီးများအပေါ်ကြံဖက်မှုပပျောက်ရေးနေ့ဖြစ်ပါတယ်။ ဒီနေ့ဟာအမျိုးသမီးတွေအပေါ်ကြံဖက်မှုတွေရပ်တန့်မယ်လက်မခံမဲကာကွယ်တားဆီးမယ်ဆိုတဲ့ကတိနဲ့အတူဖဲချိုးဖြူတွေဝတ်ဆင်တဲ့16ရက်တာလှုပ်ရှားမှုရဲ့ပထမဆုံးနေ့လည်းဖြစ်ပါတယ်2025ခုနှစ်အတွက်ဆောင်ပုဒ်ကတော့အမျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ် digital online အကြံဖက်မှုအဆုံးသတ်ဖို့အတူတူကပူပေါင်းရေးဖြစ်ပါတယ်ရှင် မန္တလေးတိုင်းမိုးကုတ်မြို့ကိုပြန်လည်လွတ်မယ်လို့တအမ်းမျိုးသားလူမျိုးရေးတပ်မတော် GNL ကအောက်တိုဘာ29ရက်နေ့မှာကြေညာထားတာပါမိုးကုတ်မြို့ကနေတပ်တွေစုခွာဖို့ GNL ကအချိန်ကြလာယူထားပြီးနိုဝင်ဘာလကမှထွက်သွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ် GNL ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး NUG ကကွယ်ဝန်ကြီးဌာနနဲ့မန္တလေးဒေသတွင်းကကွယ်အဖွဲ့တွေကညှိနှိုင်းမှုကြိုးစားခဲ့ပေမဲ့လက်ရှိအချိန်ကြီးအဆင်မပြေသေးဘူးလို့သိရပါတယ် မိုးကုတ်မြို့တွေကိုစစ်ကောင်စီဝင်လာချိန်မှာဘလို့တုံ့ပြန်မယ်ဆိုတာနဲ့ပတ်သက်ပြီးဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကဆွေးနွေးမှုတွေရှိနေသေးဖြစ်ပြီးဆုံးဖြတ်ချက်တစ်ခုမထွက်လာသေးဘူးလို့ဆိုပါတယ် ဒီ NLB ဘက်ကတော့သူတက်တည်ဖြတ်ထားတယ်ကျွန်တော်တို့ရှိတဲ့အထိုင်းတွေကိုသူဖြတ်ထားတယ်ချင်းချင်းအလိုပြန်ထိန်းတဲ့အတိပဲမျိုးလို့ခတ်မှန်းလို့ရတယ်ဗောနော်တချို့လက်နက်ကြီးတွေပါလေဆိုရင်ကျွန်တော်တို့ဒီတက်အထိုင်းတွေဘက်ကိုလှည့်ထားတာမျိုးတွေပါတွေ့ရတယ်မိုးကူးမျိုးရဲ့အရှိတ်ဘက်အချမ်းဗောနော်ပြုံးလင်းထွက်တဲ့လမ်းဗောနော်အဲ့ဘက်လမ်းကျောတချို့လုံးကိုတော့ DNL ရဲ့သို့တောင်းဝန်ယူထားတယ်အနောက်ဘက်ချမ်းနဲ့ကျွန်တော်တို့မိုးမိတ်အဆက်ထိပေါ့ဒီဘက်ကနေဖော်တော့လမ်းစုံနာကနေပြီးတော့မိုးမိတ်အဆက်ထိတော့ ကျွန်တော်တို့ဒီဘက်ကအင်အားစုတွေကဟိုတောင်းယူထားတယ်ပေါ့နောက်တစ်ချက်ကကျွန်တော်တို့အဲ့ဘက်အရှိချေချမ်းဘက်ကိုဘယ်တရင်တက်ဖွဲ့အောင်မှမလာခိုင်းဘူးပေါ့နော် TNL ကစကြတဲ့သူ့ plan နဲ့သူလုပ်မယ်ပေါ့နော်ဘယ်လိုညှိညှိရမယ်အနေထားတော့မတွေ့ရဘူးပြီးတော့ဒီဘက်ကလည်းဟိုမမိတ်ဆက်ဆံရေးပြတ်လို့မဖြစ်ဘူးဆိုတော့ဘူကင်ထားရတာပေါ့နော် TNL ကတော့အဲ့ဒီလိုသိစင်းစားဖို့မရဘူးသူကတော့ဒီတရုတ်ဖိအားကဘယ်လိုရှိနေလဲမသိဘူးနောက်တရုတ်ကဘယ်လိုချိန်နေမျိုးတိသူတို့လုပ်ပိုင်ခွင့်ပေးထားတယ်လည်းမသိရဘူးပေါ့နော်ကျွန်တော်တို့ဒီမဟာမိတ်တွေကိုတိတိကျကျပြန် ိုက်ဖို့အချိန်တစ်ခုယူဖို့လိုအပ်တယ်စသဖြင့်ဘာမှအလိုတိပေးတာပြောတာဆိုတာမရှိဘူးလေ တစ်တုံညာညခုစစ်စင်ရေးလိုင်းတွေမှာရှမ်းမန်းနယ်စပ်မြို့တွေကိုမြောက်ပိုင်းမဟာမိတ်တွေနဲ့ဒေသရင်း PDF တွေပူးပေါင်းသိမ်းယူခဲ့တာဖြစ်ပြီးတိုက်ပွဲတွေစတင်ဖော်ဆောင်နေမှာမဟာမိတ်တွေကြားတပ်နေရာချထားရေးအုပ်ချုပ်ရေးနဲ့တရားစာတစီမံခန့်ခွဲရေးဆိုင်ရာတရားဝင်နိုင်ငံရေးသဘောတူညီချက်တွေမရှိခဲ့တာကြောင့်လက်ရှိပြဿနာတွေနဲ့ကြုံတွေ့နေရတာလို့မန္တလေးဒေသရင်းနိုင်ငံရေးသမားတွေကမှတ်ချက်ပြုပါတယ်။တော်လိုင်းကာလာကြာမြင့်လာမှုရဲ့ဒီလိုရဲ့အခက်အခဲတွေကြောင့်ရကြောင့်ဒါကြွေးဖွဲ့စည်းတော်တော်များများကတက်ချို့ရဲ့ဗဏ္ဍာရေးစီးပွားရေးလေးတွေလှုပ်ဆောင်ပြီးတက်ကိုအားဖြစ်နေတာပန်းနေတော့မျက်နှာမှုရှိလာမယ်ပေါ့။မြို့ကတော်မှဒီရုပ်ရဲ့အကြောင်းစီစ က်မှုနဲ့ပြန်လဲပြေးဆောင်ထားပြီဆိုတော့တခြားဖီးအားတွေရှိလာတာနဲ့အမျှကျွန်တော်တို့ရမာမိတ်အယောက်တွေကလည်းချစ်လက်နဲ့ခရံကူညီအားဖြည့်တာတွေနည်းရောပါသွားလိမ့်မယ်လို့မှတ်ယူလို့ရတာပေါ့နော်တောင်းခွဲပေးထားရေးတွေမှာလည်းလိုအပ်တယ်လို့စီမံလာကြခဲရတော့ရှိလာမှာပေါ့ဗျာဟုတ် မိုးကုတ်မြို့နယ်မုံမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ TNL နဲ့မဟာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတနည်းကြော်ကြမှာတရုတ်ဆိုရရဲ့ဂျောင်းဝင်ပြအပေးမှုကြောင့်ပြန်လည်လှည့်လွှတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပါဒီအခြေအနေတွေနဲ့ပတ်သက်ပြီး TNL ပြောရေးဆိုခွင့်ရှိသူကို TVB ကအချိန်ချင်းဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့လက်ရှိချိန်ကြီးပြန်လည်ဖြေဆိုတာမရှိသေးပါဘူးကျွန်တော်တုဒ္ဒချမ်းသာပါ မကွေးတိုင်းမင်းဘူးခံစနေမြို့နာမှာရှိတဲ့ကျွော်ရီဖြစ်တဲ့ပြုခင်ကုန်းရွာပေါကကုန်းရွာနဲ့ငစင်ရိုင်းကုန်းရွာတွေဟာစစ်တပ်ရန်ကြောင်စစ်ဘေးတင်းရှောင်နေရတဲ့ရွာတွေဖြစ်ပါတယ်။အဲ့ဒီကျွော်ရီကိုစစ်ကောင်စီစစ်ကြောင်းကနိုဝင်ဘာ23မနက်ပိုင်းကစတင်ဝင်ရောက်လာတာဖြစ်ပြီးဒီတစ်ခေါက်စစ်ကြောင်းဝင်လာချိန်မှာတော့နေအိမ်တွေကိုမီးမရှို့ဘဲနဲ့နေမြေရှင်းလင်းတဲ့ပုံစံနဲ့ဝင်ရောက်လာတာလို့ဒေသခံရွာသားတွေကပြောပြပါတယ်။ မနေ့ကမနေ့ကဒီဝင်လာရင်ဒိုင်နာဒိုင်နာ၃စီးနဲ့7 7စီးနဲ့လိုက်တဲ့စီးနဲ့တာဘကတစီးနဲ့6 6စီးဝင်လာတာလေလဲ့တယ်ရွာရဲဝင်ပြီးသူတွေတော့ရွာထဲကိုပြတ်မကက်ရသေးတော့ရွာထဲမှာသူတို့ဘာလုပ်ခဲ့တော့မသိဘူးရောမရှိဘူးကိုအရင်နောက်စစ်ကြောင်းဟာ ARD မြစ်နယ်စလင်းမြို့ကြားမှာရှိတဲ့မျက်နှာကြေးရွာတွေဘက်ကိုကားတွေနဲ့လိုက်စစ်ဆေးနေပြီး နိုဝင်ဘာ24ရက်နေ့မှာစလင်းမျိုးကိုပြန်ဝင်လာတယ်လို့ဆိုပါတယ်အလားတူပဲစလင်းမျိုးပေါ်ကနေလည်းမျိုးရဲ့နှစ်မိုင်ပတ်လည်မှာရှိနေတဲ့ရွာတွေကိုလက်နက်ကြီးတွေနဲ့ဒီရက်ပိုင်းပြစ်နေတယ်လို့ မြို့ထဲမှာယူကော့ပွဲအတွက်မဲထဲဖို့ဖိအားပေးချင်းချောက်မှုတွေကြုံနေရတယ်လို့စလင်းမျိုးခန်ကြီးကစက်ပြောပြပါတယ်။ဒါအပြင်စလင်းမျိုးဘော်ကဒေးတက်နေတဲ့တက္ကသိုလ်ចောင်းသားចောင်းသူတွေကိုပြီးခဲ့တဲ့အပတ်ကမဲကြိုထဲ့ခိုင်းတာတွေရှိနေပြီးအလားတူရေနံချောင်းနဲ့မကွေးဘက်မှာအဝေးတင်တက်နေတဲ့တက္ကသိုလ်ចောင်းသားចောင်းသူတွေကလည်းမဲထဲဖို့ဖိအားပေးချင်းချောက်ခံနေရတယ်လို့စလင်းမျိုးခန်ကြီးကဆက်ရှင်းပြပါတယ်။လုံချုံအေးရဲ့သူ့ရဲ့ပြောပြချက်ကို DBP သတင်းထောက်ကအတန်းအစားထုတ်ဖတ်ထားပေးပါတယ်ခင်ဗျာ။ပြီးခဲ့တဲ့၁၈၁၈ရက်ဒီမှာဒေးတက်နေတဲ့ဆလင်းမြုပ်ကကလေးတွေမဲပေးလိုက်ရပြီး ရင်းနှံချောင်းနဲ့မကွေးဘက်မှာဆိုရင်လဲအဝေးတင်တက်နေတဲ့ကလေးတွေကိုမဲမထည့်ရင်ကြောင်းပိမတက်ဘူးတို့အဖမ်းခံခြင်းလို့လားတို့အဲ့လိုမျိုးချိန်ချောက်တာနိုဝင်ဘာ20ရက်နေ့မှာဆလွင်းမြို့ထွေအုပ်ယုံကနေတက္ကသိုလ်ကျောင်းသားကျောင်းသူတွေစီကနေမဲကောက်ခံနေတာဖြစ်ပြီး လုံခြုံရေးအတွက်ရဲနဲ့ပြူစောထီးတွေချထားတယ်လို့ပြည်သူညီနောင်စလင်းတရင်တာဝန်ခံကိုပြည်သူက DBB ကိုထပ်မံအတည်ပြုပေးပါဗျ။မြန်မာနိုင်ငံတဝမ်းတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေမှာတက်ရောက်နေတဲ့အကြောင်းသားအကြောင်းသူများကြိုတင်ဆန္ဒမဲပေးရမှာတတ်မှတ်ကာလအတွင်းမဲပေးသူစုစုပေါင်း28,339ယောက်ရှိတယ်လို့စစ်တပ်ကတရင်ထုတ်ပြန်ထားပါဗျာခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။ ထိုင်းနိုင်ငံတောင်ပိုင်းကပြည်내ကိုကုမှာကြဲကြဲပြပြရေကြီးရေရှမ်းမှုကြောင့်တစ်ဆုံးသူ73ဦးထိရှိလာခဲ့ပြီးလူဦးရေနှစ်သန်းနီးပါးထိခိုက်ခဲ့ရတယ်လို့နိုင်ငံရဲ့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီကနိုဝင်ဘာလ25ရက်အင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။နိုဝင်ဘာလ22ရက်နေ့ကလေးကရေမြင့်တက်လာမှုကြောင့်ဖြစ်ပေါ်လာတဲ့ရေကြီးရေရှမ်းမှုဟာဆူရထာနီနခွန်စီထမရဒရန်ဖတ်တလန်စတွန်ဆုံခလာပတနီရလာ နရထိဝအပါဝင်ပြည်နယ်တွေမှာနေစဉ်ဘွားကိုအနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။မောတထဆွာဆက်လက်ရွာသွန်းနေချိန်မှာဆုံရှုံမှုတွေကိုရှော့ချနိုင်ဖို့အတွက်ဒီတန်ဒရအာနာပိုင်တွေကညနေပိုင်းဒေသတွေမှာဘေးလွယာရွှေ့ပြောင်းကြဖို့အမိန့်ပေးထားပါတယ်။နေ့လယ်ပိုင်းမှာရေကြီးရေလျှံမှုတွေပြန်လည်မြင့်တက်လာပြီးနောက်မှာဖယားမျိုးရှိအန်ဒီယဲများတဲ့နေရာအလုံးအတွက်ဘေးလွယာကိုရွှေ့ပြောင်းကြဖို့အမိန့်ကိုနိုဝင်ဘာလ24ရက်တနင်္လာနေ့မှာထုတ်ပြန်ခဲ့ကြောင်းမြို့တော်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝေရာကူဟာယကြည်ရဲ့ရှမ်းမှုကိုဖြည့်ရှင်မှုအတွက်ဆုံကလာမှရှေ့တန်ကုတ်ကရေးဌာနတစ်ခုတည်ထောင်မှုညွှန်ကြားခဲ့ပြီးဒုတိယဝန်ကြီးချုပ်ထမာနက်ပရွန်ပောင်ကလည်းဝန်ထမ်းတွေပြည်စီကရိယာတွေနဲ့ကယ်ဆယ်ရေးအကူအညီတွေပေးအပ်ဖို့အေဂျင်စီတွေကိုညွှန်ကြားခဲ့ကြောင်းနိုင်ငံပိုင် MPS ရုပ်သံလိုင်းကထုတ်လွှင့်သွားပါတယ်ရှင်။ ဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆမ်မကျေးဇူးတင်ပါတယ်ရှင်